မင်္ဂလာပါမိထီလာပြီးသူစစ်ခေါင်းဆောင်ကိုဇော်ယူထုံခန်းတီထိုင်နေခံရမှုနဲ့ပတ်သက်လို့ပြောကြစကားတစ်ခုမှရှိပါတယ်ခြံစည်းဟုတ်ကိုထဲမခွေဖို့မြေတားရက်ခတ်ပါတယ်ခြံစည်းဟုတ်ကိုထဲမခွေပါနဲ့နိုင်ငံအကြီးအကဲများကိုပြည်သူများကိုစားကျွန်မမဟုတ်သူမဟာသွေးကတောင်းဆိုပါတယ်အပေါ့လူကြီးခြံစည်းဟုတ်ကိုထဲမခွေပါနဲ့ရှင် တကယ်လို့ဒီပြုမှုပေါ်မှာကိုစောယူထုံးအနေနဲ့ကတော့ဒီကိစ္စပေါ်မှာအမေရိကန်ပြုမှုကျူးလွန်ခဲ့တဲ့အပြစ်ရှိထင်ရှားတယ်ဆိုရင်လည်းပဲเนาะကျွန်တော်တို့လောကအနေအမှာချိန်ခွင်ရှာလို့ပေါ့နော်တရားဥပဒေမှာဆိုချိန်ခွင်ရှာလေးရှိတယ်မှာနော်ချိန်ခွင်ရှာလေးပုံပေါ်ထည့်တင်မယ်ထည့်တင်ပြီးတော့ဒီကိုစောယူထုံးသည်ရခင်သူတက်ခွဲတက်ကြည်ကြီးပေါ့နော်တာဝန်ထမ်းဆောင်တဲ့ကာလကောလက်ရှိမှာပြည်သူ့ဆေးကောင်းဆောင်ဖြစ်ထမ်းဆောင်တဲ့ကာလကောနိုင်ငံအကျိုးသူတည်ပိုးမှုတွေရဲ့တစ်ဖက်လက်ရှိမှာသူပြုမှုကျူးလွန်နေဆိုတဲ့နော်လက်ရှိထိမ့်သိမ့်မှုတွေတစ်ဖက်အဲ့ဒီနှစ်ဖက်ကိုချိန်ခွင်ရှာတဲ့ကိုထည့်ချိန်ပြီးတော့ ဘယ်ဘက်ကအလေးတာနေလဲเนาะတကယ်လို့ကိုစောယူထုံးကအတိုင်းကျိုးပြည်သူကိုအမှတ်တကယ်ဆောင်ရွက်ခဲ့တဲ့ဘက်ကအလေးတာတယ်ဆိုရင်ဖန်စီထိန်းသိမ်းမှုကနေပြီးတော့ပြန်လဲလှုပ်ပေးဖို့ကျွန်မပြည်သူတွေကိုစားတောင်းဆိုကြပါတယ်เนาะအကယ်၍အဲ့လိုမျိုးမဟုတ်ဘဲနဲ့เนาะကိုစောယူထုံးအနေနဲ့ကပြုတ်မှုကျုံးလုံးတဲ့ဘက်ကအလေးတာခဲ့ရင်လည်းပဲသူလှုပ်ခဲ့တဲ့အတိုင်းကျိုးပြည်သူတဲပိုးခဲ့တဲ့အသက်ခံတာပြည့်ရပြီးလှုပ်ခဲ့တဲ့အရာတွေကိုထောက်ပြီးတော့ ကြည်တယ်မှုကိုငဲအောင်ငဲတဲ့မှုကိုပပြအောင်ဆောင်ရွက်ပေးဖို့ပြည်သူများရဲ့ကိုစားကျွန်မတောင်းဆိုပါတယ်ကျွန်မရုပ်သက်ပိုင်းကိုကြည်နေတဲ့လူတွေထဲမှာကိုစော်ယူထွန်းရဲ့အမှုနဲ့ပတ်သက်လို့เนาะကျွန်မလိုပဲဖန်တီထင်းထင်းမှုကနေပြီးတော့အစိုးရအနေနဲ့တက်ညာစွာဆောင်ရွက်ပေးဖို့မြေတားရက်ခံပြီးအစိုးရကိုအသနာခံမဲ့လူတွေရှိနေမယ်လို့ကျွန်မယုံကြည်ပါတယ်ဒါကြောင့်မို့ဒီလူတွေရဲ့ကိုစားကျွန်မကနမ္ပူလိုမဟာဒီကနေပြီးတော့ပြောပြပေးခြင်းတောင်းဆိုရခြင်းဖြစ်ပါတယ်နော်နောက်တစ်ခုကကိုစောယူရိုဘန်စီထိုင်တိုင်းခံရတဲ့ပတ်သက်ပြီးတော့ကျမတို့အချက်နဲ့ချက်သိရတယ်ပထမတစ်ချက်ကတော့ အာဒီပြည်သူစေပေါ့နော်အစားထိုးငွေကြေးကောက်ခံမှုနဲ့ပတ်သက်လို့ဖန်တီထိထိခံရတယ်လို့သိရတယ်ဆိုတော့အောက်ခြေမှာအမှန်တကယ်ငွေကြေးကောက်နေတယ်အပေါ်မှာကငွေကြေးမရောက်ဒါဆိုရင်ဒီကြားထဲမှာငွေကြေးတွေဘယ်ကိုရောက်သွားလဲနော်အဲ့ဒီလိုမျိုးမေးခွန်းထုတ်ပြီးတော့ဒီကိစ္စပေါ်မှာအဆုံးသတ်စစ်ဆေးဖို့ပြောဆိုရေးသားမှုတွေဖန်တီထိထိခံရတယ်လို့ကြားသိရတယ်ဆိုတော့အောက်ခြေမှာကတော့အမှန်တကယ်အောက်ခြေမှာဖြစ်ပြက်နေတာကတော့ရွှေဈေးဒေါ်လာဈေးလိုပဲเนาะဒီနေ့ပေါက်ဈေးမြန်မာပြန်ပေါက်ဈေးအဲ့ဒီလိုပဲစက်မှုထမ်းအစားထိုးကပေါက်ဈေးရှိပါတယ် နော်ရန်ကုန်မှာဆိုစစ်မှုထမ်းပေါက်စီဘလောက် AOD မှာဆိုလို့ရှိရင်အခုကျုံပြောတို့အတုတ်တို့ရေကြီးတို့မှာစစ်မှုထမ်းအစားထိုးအတွက်ငွေကြေးသိမ်းဘလောက်ဆိုရက်ပေါက်ကြီးတွေအမှန်တကယ်ရှိနေပါတယ်နော်ကိုစောယူဆောင်ကားဒီလိုမျိုးလို့ဖမ်းလို့ရှိရင်ကျမလည်းပဲအခုလိုမျိုးပြောလို့ကျမကိုလည်းမဖမ်းပါနဲ့နော်ပူဇော်ပါတယ်ပတာပါတယ်ကြောက်ပါတယ်လန့်ပါတယ်မှားတာရှိတယ်ကြိုးပြီးတောင်းပန်ပါတယ်ရှင်အမှန်တကယ်ဖြစ်နေတဲ့အရာမှုလို့တင်ပြရကြံဖြစ်ပါတယ်နော်ဆိုတော့ကနောက်တစ်ချက်က ကိုစော်ယူဆောင်အနေနဲ့ကဒီဆူဆေးရေးကိမှာဘုံမှုတောင်းတဲ့အချင်းများစကားများတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖန်ကြီးထင်းထင်းခင်ရတယ်ဆိုတဲ့အခြားကိုလည်းကြားရတယ်။ကျွန်မထင်တာကတော့လေအဲဒီနေရာမှာကျမတို့သင်ငန်းစာတစ်ခုရတယ်။အဲ့ဒါဘာလဲဆိုတော့ဒီပြဿနာဖြစ်နေတဲ့ဗီဒီယိုပိုင်းကို line ပေါ်တင်လိုက်မိချင်းကြောင့်ဖြစ်နေမယ်ထင်ပါတယ်။ ေပြီးတော့ဖိုင်ကိုအလိုင်းပေါ်ကိုချက်ချင်းမတင်မဲနဲ့เนาะသူတို့တက်ဆိုင်ရတက်နေမှုရောက်ရှိလာပြီးတော့တက်နေမှုကနေပြီးတော့ဒီကိစ္စကိုမေးမြန်းတဲ့အခါမှာလိုအပ်တဲ့အခါမှာဒါတက်သေးဖြည့်ဒီလိုဖိုင်ကိုထုတ်ပြမယ်ဆိုရင်အာဒီကိစ္စဒါတို့တို့တက်တိတ်နဲ့အချင်းချင်းပြရမယ်ကိစ္စမျိုးပေါ့နော်အခုလိုမျိုးလိုင်းပေါ်တင်လိုက်တဲ့အခါကျတော့ဒါဘသူကတင်လိုက်တယ်လို့မသိဘူးပေါ့နော်လိုင်းပေါ်တင်လိုက်အခါကျတော့အိုးဝတောင်းနေဖြစ်သွားတယ်ထိုင်းပြီးရှက်ရမယ်ကိစ္စမျိုးကိုထားပြီးရှက်လိုက်ပြီးတော့ကိုပေါင်ကိုလန်ထောင်းတို့လို့ဖြစ်သွားတယ်တပတ်အုပ်စုကနော်ဟိုမြေကွေးတွေလိုပဲအကွက်ချောင်းပြီးဖွင့်ချောင်းနေတဲ့အုပ်စုတွေကလည်းအားနဲ့ဝမ်းအားရဝမ်းသာဟောင်းကြပြီးတော့ ူတို့အတွက်ထိုးနှက်စရာလည်းညှိုးထိုးစရာတခုဖြစ်သွားတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးသတင်းကလူတွေကြားလိုက်ချင်းကြားလိုက်ပြီးဆိုတာနဲ့ဘယ်သူမှလက်ခံပေးလို့မရတဲ့ကိစ္စမျိုးเนาะအာဆိုတော့ဒီကိစ္စကြီးကိုတပတ်အုပ်စုတွေကဝါဒဖြန့်မှုရရပါတယ်ပေါ့เนาะဆိုတော့ကျမတို့ကသင်္ကန်းစာတခုရရဲနောက်နောက်ရှင်တို့တွေကျမတို့တွေအဲ့လိုမျိုးပြဿနာတခုကြုံလို့ရှိရင်ကျမတို့တက်တင်မှတ်တမ်းအဖြစ်ဗီဒီယိုဖိုင်ရိုက်လို့ရတယ်သို့တော့အဲ့ဒီဗီဒီယိုဖိုင်တွေကိုလိုင်းပေါ်မတင်ရပါနဲ့เนาะ Facebook တို့မှာလည်းဒါရိုက်ကြီးလိုင်းမထွက်ပါနဲ့ဗီဒီယိုမှတ်တမ်းအဖြစ်ဒါတင်ထားပါလိုအပ်တဲ့အခါမှဒါတက်တင်အဖြစ်ထုတ်တော့မှာမလို ဝက်ဖက်နဲ့လိုင်းပေါ်တင်လိုက်လို့ရှိရင်ကိုကအမှန်ကနေအမှားဖြစ်ပြီတော့เนาะနိုင်ငံကိုပုံရိပ်ကြအောင်เนาะတက်မရော်ကိုတိုက်ခါကြအောင်เนาะဒိုးဒီမို့ဆက်သွယ်ရေးပုံမှားလို့လို့ဖမ်းကြီးထိန်းသိမ်းခံရခြင်းရှိပါတယ်တက်တေးဖြစ်တာပိန်ပြီးကြပါလိုင်းပေါ်ကိုမတင်ပါနဲ့လို့ကျမတို့တန်ခါချရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျူရှင်ပပျောက်ရေး။နော်ကျူရှင်နေပပျောက်ရေးတွေအမျိုးသားပညာရေးဥပဒေဆိုပြီးတော့ပထမဆုံး2014မှာတမောက်စင်းဆိုးရလက်ထက်ကပေါ့နော်။အမျိုးသားပညာရေးဥပဒေပြဋ္ဌာန်းတဲ့နောက် NLD နဲ့ဒေါ်စုကြည်စိုးရလက်ထက်မှာအဲ့ဒီဥပဒေကိုတခါပြင်ဆင်တယ်လက်ရှိ NASA ကစိုးရလက်ထက်မှာလည်းပဲဒီမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့အဆင့်ဆင့်ပြုပြင်ပြောင်းလဲလာတာတွေရှိတယ်။အဲ့ဒီမှာဂျူရှင်ပပျောက်ရေးဆိုတာပါတယ်။နောက်ကျောင်းနေမှာကလေဒီမူလာတဲ့ကလေးတယောက်ကိုအပြင်မှာဂျူရှင်ကိုတလောက်ကိုတန့်ချီပေးရတာကိုမိဘတွေအနေနဲ့ကရေရရောကြည်ကြည်ပူပူပေးပေးမယ်။နောက်ကျောင်းမှာဖျားပန်းအိုးဖျားပန်းဘူးတို့တောက်ရည်ဘူးတို့နော်တပြည့်စီဘူးတို့ကောက်တဲ့ခါကျတော့ပတ်စီ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 ပြောကြတယ်။ ကျောင်းဆရာဆရာမတွေပေါ်မှာဝေဖန်ပြစ်တင်ကြတယ်။ဒါပကတိရှိကြပဲ။ဒါကြောင့်သားမိဘတွေအနေနဲ့ပြုတ်ပြင်းရမယ်ချက်။အမှန်တကယ်ကျူရှင်ကိုကျောင်းဆရာဆရာမတွေကကျူရှင်သင်စားတာတဲ့ကျောင်းသားမိဘတွေကိုယ်တိုင်ကကျူရှင်ထားခြင်းနဲ့ဆန္ဒများနေတာ။တချို့ကလေးတွေရှိရဲ့ဥပမာကလေးအငယ်လေးဆိုလို့ရှိရင်ဒါចောင်းပျော်ရွယ်ပေါ့နော်ចောင်းပျော်ရွယ်ကလေးတယောက်ဆိုရင်ဒါចောင်းသွားចောင်းပျော်ចောင်းပျော်လောက်ဆိုရပြီသို့တော့ကလေးက KG မတက်သေးဘူး KG ရွယ်တော့မရောက်သေးဘူးမိဘတွေကအရန်လောဘကြီးကြီးကြတယ် လောဘကြီးကြီးပြီးတော့အဲ့ဒီ KG တော့မတက်သေးတဲ့ခလင်ကိုအကြောင်းပြောကျူရှင်ထားရတာနဲ့တော့လက်ရည်လာတင်တန်းတက်ရတယ်ဘာတင်တန်းနေထားတယ်ညာတင်တန်းနေထားတယ်ဆိုကျူရှင်နေအများကြီးဒီကလေးတယောက်ကိုတင်ရတယ်အဲ့ဒါမိဘတွေရဲ့တာသပြုပုံမှာထားတယ်လောဘနော်အဲ့ဒီလောဘကကျူရှင်မှာကျူရှင်စည်းိတ်ကိုတင်းချီပေးရတာကိုမညူညင်ပေမဲ့စာတင်ကြောင်းနေမှာဖျားပန်းအိုးဘူးတောက်ရီအိုးဘူးတောင်းတာကြတော့အပြစ်ပြောကြတယ်မိဘဆရာဆရာမိဘလက်တွဲညီမအကြောင်းသားရဲ့အနာဂတ်ကခေါင်းမွန်တာဒါကြောင့်မို့မိဘရဲ့ဘက်ကလည်းကျူရှင်နဲ့ပတ်သက်လို့ เนาะပြုပြင်ပြောင်းလဲဖို့လိုပါတယ်ဒီနေရာမှာတစ်ချက်ရှိတာကြောင့်ကျူရှင်ကြတော့လူနည်းနည်းလေးဆိုတော့စနစ်တကျလက်စနစ်တကျပေါ့เนาะလက်ထပ်တင်လို့ရတယ်ကျောင်းမှာကြတော့ကျောင်းသားရဲ့အရင်များတော့အချိန်ကလည်းနေတယ်ကျောင်းသားကလည်းများတဲ့ဒီအတွက်ဆရာဆရာမတွေကမထိန်နိုင်ဘူးဒါဆိုရင်ကျောင်းဆရာဆရာမဥကြီးကိုပညာရေးဝန်ထမ်းဥကြီးကိုမြင့်တင်ရမယ်ပထမ လက်ရှိမှာဟိုမှာចောင်းဆ ਿਆ မတယောက်ကចောင်းသား90ကိုဆ ਿਆ မတယောက်တည်းထိရတယ်ဆိုရင်ပြည်တိုင်းဝင်တဲ့နေများလာတဲ့အခါမှာ25ယောက်ចောင်းသား25ယောက်ကိုဆ ਿਆ မတယောက်ចောင်းသား25ယောက်ကိုဆ ਿਆ မတယောက်ဒီလိုမျိုးလေးဆိုရင်ကျမတို့ပို့ပြီးအဆင်ပြေမယ်သို့တော့လက်ရှိမှာကရှေ့ပြည်သားပြည်ညာရေးဝန်ထမ်းတွေတောင်မှအကြမ်းမဖက်အာဏာပိစံမာရဲ့ CDN ဆိုပြီးလုပ်သွားကြတယ် CDN ရဲ့အဓိပ္ပာယ်သည်အကြမ်းမဖက်အာဏာပိစံရေး CDN ရဲ့အဓိပ္ပာယ်သို့တော့ចောင်းဆ ਿਆ ဆ ਿਆ မတို့တောင်းဝင်သည်ចောင်းသားမောင်မယ်တို့ကိုပြည်ညာတက်မြောက်အောင်တင် जा ခြင်းဖြစ်သည် အဲ့ဒီလိုတာဝန်ရှိပါလဲနဲ့အဲ့ဒီလိုမျိုးနိုင်ငံတော်ကိုဒီလိုမျိုးကြီးသူတွေပေါ်မှာဒီလိုမျိုးចောင်းသားမောင်မဲတွေပေါ်မှာအဲ့ဒီလိုမျိုးသစ္စာဆောင်သိပါမယ်ဆိုပြီးတန်းသစ္စာကျင်းဆူစားတဲ့ဆရာဆရာမကြီးကចောင်းသားမောင်မဲတွေကိုပညာမသင်တာအဲ့ဒါသစ္စာဖောက်တာပဲအဲ့ဒါအကျန့်ဖတ်တာပဲနော်ဆိုတော့လက်ရှိမှာကအများဆုံးစီဗီယန်လောက်သွားတာဒီပညာရေးဝန်ထမ်းအနေနဲ့ကျန်းမာရေးဝန်ထမ်းအနေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပညာရေးဝန်ထမ်းဆရာဆရာမအင်အားတိုးဖို့ချဲ့ဖို့လိုပါတယ် ကျောင်းဆောင်တက်တီတိုးပြီးဆောက်ရမှာမဟုတ်ပဲနဲ့ကျောင်းဆရာဆရာမအတက်တီတိုးပြီးခေါ်ယူရမှာဖြစ်ပါတယ်။နံပါတ်တင်အနေနဲ့ကပညာရေးဝန်ထမ်းတွေများစွာလိုအပ်ပါတယ်။နံပါတ်တင်အနေနဲ့ကကျောင်းဆရာဆရာမတွေကရရလာတာလေးနဲ့နော်လာစာတပင်း၆ပြားနဲ့သူတို့မလောက်တဲ့မလောက်ဘူးဒါအတွက်သူတို့ကျူရှင်သင်ရတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပညာရေးဝန်ထမ်းကကျောင်းဆရာဆရာမတွေကိုလောက်ခလာစာထိုးပေးဖို့လိုတယ်။ကျမထင်တယ်ဒီပညာရေးဝန်ထမ်းတွေကိုလာစာတိုးပေးမဲ့ကိစ္စမှာနော်အမြဲတမ်း ဘက်နှစ်ဖက်ကွဲပြီးတော့တရောင်းကြီးနဲ့မျက်စီဖြစ်နေတဲ့အုပ်စုတွေအကုန်လုံးကဒီတရားရေးဝန်ထမ်းတွေကိုလာစားတိုးမြင့်တဲ့ကိစ္စပေါ်မှာတိုးပေးမယ်ကိစ္စပေါ်မှာသဘောတူလိမ့်မယ်လို့ကျွန်မထင်တယ်။သို့တော့အဲ့ဒီဝန်ထမ်းတွေကိုလာစားတိုးပေးဖို့အတွက်နိုင်ငံတော်မှာဝင်ဝေဘယ်လောက်ရှိသလဲ။လက်ရှိမှာကျွန်တော်တို့နိုင်ငံမှာစစ်ဖြစ်နေတယ်။တရက်မှာစစ်ဖြစ်တဲ့အတွက်အဲ့ဒီ73ဆင်းကအနည်းဆုံး3000ရှိတယ်။ ကျွန်မထပ်ပြောပါမယ်တရက်မှာဒီနေ့ဆိုပေါ်တော့ဒီနေ့တနေ့တာအတွင်းစစ်ဖြစ်တယ်ဟိုးဘက်ဒီဘက်စစ်ဖြစ်တယ်ဟိုးဘက်နဲ့ဒီဘက်ကစစ်လက်နက်တွေနဲ့ပြရတယ်အဲ့ဒီတွေအဲ့ဒီတွေကုံကြတဲ့စစ်သုံးစင်းကအ ਨੇ ဆုံးတိန့်1000ရှိတယ်နော်ဒီနေ့ကချင်ပြည်နယ်မှာစစ်ဖြစ်တယ်ကြားပြည်နယ်မှာစစ်ဖြစ်တယ်နော်ဒီနေ့တရက်တာအတွက်စစ်သုံးစင်းနှစ်ဖက်နှစ်ဖက်ပြစ်လို့တည်သွားတဲ့စစ်သုံးစင်းအသိန်း1000တလောက်ကို3သိန်းငွေ3သိန်းမဟုတ်ပါဘူးကြက်သိန်းပေါင်း3သိန်းရှိတယ် တလောက်ငွေ3ကျပ်သိန်းပေါင်း3သိန်းရှိအခု၄နဲ့ကျော်၅နှစ်ဘလောက်တောင်ခုံကြမလဲတရက်ကိုတိန်းတဲ့တောင်းတော့အကုန်ခံပြီးဟိုဘက်နဲ့ဒီဘက်စစ်ဖြစ်ပြီးတော့လူတွေတက်ပြီးတော့လူတွေသေးပြည်ကြီးမြို့ရွာအိုးအိမ်တွေပျက်စီးနေတဲ့တိန်းတဲ့တောင်းကိုအဲ့ဒီလိုလူတက်ပြီးစစ်ဖြစ်နေမှဆာပညာရေးဝင်တဲ့နေကိုလာစာတိုးမြင့်ပေးရင်မကောင်းဘူးလားကျောင်းဆရာဆရာမတွေကိုလာစားတိုးမြင့်ပေးရင်မကောင်းဘူးလားအဲ့ဒီလိုမျိုးဆက်ဖြစ်လို့ကုန်ကြနေမှာ73ကျိတရက်တာအတွက်တိမ့်တက်တောင်းကိုစားတင်ကျောင်းတွေထပ်ဖွင့် စေရုံစေကန်းတွေထပ်ဖွင့်ရင်လန်ဒရာတွေထပ်ပြီးဆောက်ရင်ကျမတို့တိုင်းကဘယ်တော့တိုးတက်သွားမလဲဒါကြောင့်မလို့စပွဲတွေစာကြည်စံနေစာဘောပန်နေနဲ့ဖြည့်ရှင်းဖို့လိုအပ်ပါတယ်ဒါတူတဲ့အချက်တတိယအချက်ကြတော့တချို့ကျောင်းဆရာဆရာမတွေကအမှန်တကယ်လာစာနဲ့မလောက်လို့ကျူရှင်သင်ရတယ်လာစာနဲ့လောက်ရှင်မလောက်ရှင်ဆိုတာလူဆိုတာကမိမိရဲ့ဝင်ငွေပေါ်မှာဝင်ငွေဘယ်လောက်ရှိရထောက်ငွေဘယ်လောက်ရှိရတွက်ချက်တက်ရတယ်နော်တချို့ကျောင်းဆရာဆရာမတွေကြတော့ငကူက ပတ်စံဝေချေးကျွဲဝရတယ်ချိုးเจ้าဆရာဆောင်မရေးသွားကြည့်လက်ကောက်ကိုတထောင်လောက်ရှိတယ်ဆွဲကြိုးကြီးတွေပြူးနေအောင်ဆွဲနိုင်တယ်ငွေချေးရှိပါလေနဲ့နော်လူဆိုတဲ့အတွက်လောဘရှိတယ်ကျမတို့လည်းလောဘရှိတယ်ဆရာဆောင်မတွေလောဘရှိတယ်ဟိုဆရာဝန်တွေရှိတယ်မိသက်တွေအင်ဂျင်နီယာအကုန်လုံးကလောဘရှိတယ်အဲ့ဒီလောဘကြောင့်တူရှင်ကိုမရမကပင်ကြတယ်ဆိုတော့ကအဲ့ဒီလောဘကိုဆရာဆောင်မတွေနော်အာစတီယာကုနော်အနန်နော်အနန်နော်အနန္တာ၅ပါးမှာကျမတို့ဖျားနဲ့တကိုင်းနဲ့ထားပြီးကိုးကွယ်တဲ့ မြမာကြီးရဲ့နှလုံးသားကျမတို့မြမာလူတွေရဲ့ယဉ်ကျေးမှုမှာဖခင်နဲ့တကိုင်းနဲ့ထားတယ်ပြင်စနော်အပြင်စခုနော် အနန်းနော်အာစတိယခုနော်အနန်းနော်အနန်းနော်အနန္ဒ၅ပါးနဲ့ပြည့်စုံတဲ့ဆရာဆရာမတွေဖြစ်တဲ့အတွက်ဂုံတိတ်ခါကိုထိမို့လို့ပါတယ်ဒါကြောင့်မို့လို့မိမိတို့ရဲ့လောဘကြောင့်ကျူးရှင်နေဖွင့်ပြီးကျူးရှင်နေတင်နေဆိုရင်တော့မှအဲ့ဒီအပေါ်မှာကျမမပတုမဟာတွေးအနေနဲ့အပြစ်မပြောလို့တလို့ဝေဖန်လို့ခြင်းတိတ်လည်းမရှိဘူးတို့ပြောကြစကားလေးတစ်ခွန်းမေတ္တာရက်ခံစရာတစ်ခွန်းတော့ရှိပါတယ် ဆရာပြောပါတယ်ငွေကြေးပြည်ဆောင်ပါလေเนาะမိမိတို့ဘဝတိုးမြင့်တိုးတက်မြင့်မားရေးအတွက်အပြင်မှာကျူးရှင်နေတင်နေဆိုရင်တော့မှတင်မှာသို့တော့ကျူးရှင်တက်တဲ့ကလေးနဲ့ကျူးရှင်မတက်တဲ့ကလေးကိုခွဲခြားဆက်ဆက်ချင်းမပြုတ်ပါနဲ့ဆရာဆရာမတရားအော်ငါတို့ကအနန္တခိုင်းဝင်เนาะနော်နော်နော်ငါဘာမှထားပြီးတော့ကိုးကွယ်နေတဲ့ဆရာဆရာမတွေဖြစ်တဲ့အတွက်ငါတို့ရဲ့ဂုံတိတ်ခါငါတို့လေးစားရမယ်ဆိုတဲ့ကိုကျက်တရားကိုကျက်သီလတိတ်ခါနဲ့ပြည့်စုံတော့ ဆရာဆရာမတွေဖြစ်ဖို့အတွက်ကျူရှင်တက်တဲ့ကလေးနဲ့ကျူရှင်မတက်တဲ့ကလေးကိုခွဲထားဆက်ဆံခြင်းမပြုပါနဲ့လက်ရှိမှာကျောင်းတွေမှာကျူရှင်တက်တဲ့ကလေးနဲ့ကျူရှင်မတက်တဲ့ကလေးငါကျူရှင်မှာတက်တဲ့ကလေးဆိုရင် ပုံစံတစ်မျိုးငါကျူရှင်မှာမတက်တဲ့ကလေးဆိုရင်ပုံစံတစ်မျိုးအဲ့ဒီလိုခွဲထားဆက်ဆံနေကြတာလည်းရှိပါတယ်ဒီလိုကိစ္စမျိုးဆိုရင်ကျမတီလဲကျမတီလဲဆရာဆမကြီးကျေးဇူးကြောင့်ကျမနော်ဒီသိဒီတက်ရွယ်မှာကျမဒီလိုလေးပညာလေးတက်မြောက်ခဲ့ရဲ့နော်ဟာဒီတဲ့အတွက်အဲကျမတို့ခင်မှာဆိုရင်ပေါ့နော်ဟာကျမ ကြောက်ဆရာဆရာမလို့ပြောလိုက်တာနဲ့ကျမရဲ့ဘဝမှာနံပါတ်1ဆရာမတော်တန်းတန်းအေးတဲ့ကျမသူငယ်တန်းတော့အတင်းခဲ့တဲ့ဆရာမသူငယ်တန်းတော့ဆိုရင်လေကျမအကြောင်းမတက်ချင်လို့အကြောင်းကနေပြီးတော့ဟာဆရာမလစ်ပြီးသွားနေထွက်ပြေးတာငုံငုံပြီးတော့ဆရာမကျမကိုခါမှာခရစ်ခွင်ပြီးခြေထားရတယ်ကျမအကြောင်းပြေးလုံးဝကြည့်လို့နော်အဲ့ဒီလိုမျိုးကျမဆရာမတော်တန်းတန်းအေးဆရာမတော်မမမြင့်ကျမဘဝတက်လျှောက်တော့မှအမှတ်ရတော့ဆရာမတော်မမမြင့်အရင်တကယ်ကိုမှဆရာဆရာမဆိုတဲ့ကျင့်ဝတ်အတိတ်ခါနဲ့အင်မတန်မှတည်ကြည်ပြီးတော့ ဖြောင်းမဲ့မှန်ကန်တဲ့ဆရာမဒေါ်မမမြင့်နော်ဆရာကြီးဦးထွန်းဝေးဒါကျမတို့ရှစ်တန်းအကြောင်းကြီးကျမကိုးတန်းမှာသင်ခဲ့တဲ့ဆရာလေးဇော်ဝင်းဆရာလေးဦးဇော်ဝင်းဆယ်တန်းမှာသင်ခဲ့တဲ့ဆရာကြီးဦးပြည့်ဖြူပေါင်းနော်တကယ်ကျမရဲ့ဆရာဆရာမတွေပေါ့နော်ဒီနေ့ကပဲဆရာဆရာမတို့ကိုဆရာကြီးတို့ဆရာမတို့ပေါ်မှာကျမတမီးဝေးရနေချက်ခုခတော့ပါလေရှင်အင်းကတော့ကျမခက်ကလာကောင်းတော့သွားလို့လာလို့ရတဲ့အချိန်ဆိုရင်တော့ ကျွန်မအမြဲတည်းကျွန်မရဲ့မိုးရဲမျိုးပြန်တိုင်းမှာကျွန်မရဲ့ဆရာဆရာမတွေကျွန်မအမြဲပြန်ပြီးခေါ်ထုတ်လေးရှိပါတယ်အခုတော့နော်ကျွန်မလည်းမပြန်ရတာတော်တော်ကြီးကြပါပြီကျွန်မမေးဝက်ဖားတခွဲနေနေရတာဆိုတော့ကျွန်မလည်းပဲအဲ့ဒီလိုမျိုးဆရာဆရာမတွေကျေးဇူးကြောင့်ကျွန်မလူလားမြောက်ခဲ့တယ်လို့မှတ်ပါတယ်ဆရာဆရာမတွေကိုစော်ကားနေခြင်းမဟုတ်ပဲနဲ့ဆရာဆရာမတွေအနေနဲ့ကမိမိကျူရှင်မှာတက်တက်ကလေးနဲ့ကျူရှင်မှာမတက်တက်ကလေးပေါ်ခွဲခြားဆက်ဆံခြင်းမပြုတ်ဘူးမေတ္တာရက်ခံခြင်းဖြစ်ပါတယ် နောက်တစ်ချက်ကဆရာဆရာမတွေရဲ့အရေးချမ်းကိုအရေးချမ်းကိုစစ်စစ်ကိုတိုးမြင့်ဖို့လိုပါတယ်။ဆရာဆရာမရဲ့အရေးချမ်းကိုစစ်စစ်မဲ့ဆရာမတွေကိုအရေးချမ်းပြည့်ဝအောင်တိုးမြင့်ပြီးလေ့ကျင့်သင်ကြားပေးမယ်ဆိုရင်ပြည်မမှာတက်နိုင်တဲ့လောက်ကျူးရှင်တွေရောကြသွားလိမ့်မယ်။နော်။ဆိုတော့ဆရာဆရာမအရေးချမ်းလို့ပြောတဲ့နေရာမှာလေကျွန်မကိုတွေ့ဖြစ်ရတဲ့အခုပြောပြမယ်။အဲ့တုန်းကကျွန်မကတက်ပြရပါဘောနော်တတိယနေ့မှာမဖော်လို့ကြီးအရန်ခက်တာမဖော်လို့ကြီးเนาะအီးမေဂျာចောင်းသားတွေဆိုအရန်တည်ရတိုက်ပြရမှာမဖော်လို့ကြီးဖိုင်နယ်မှာဆင့်တဲ့အရန်ခက်တယ် ဲ့မှာ what do you know web you know web ဆိုရက်အဲ့ဒီစာတစ်ခုပေါ့နော် morphology တစ်ခုအဲ့ဒီတဲ့အဲ့ဒီစာကိုကျွန်တော်တို့ဒီတတိယနေ့အင်္ဂလိပ်စာကတိကပေါ့တင်းတယ်သူ့အတန်းကိုကျွန်မတက်လိုက်တယ်ကျွန်တော်နားမလည်ဘူးဆိုတော့ငါညိုင်မမီတို့ငါနားမလဲတာပဲဖြစ်နေမိအကုန်လုံးကနားလဲပြီကျမတယောက်ပဲနားမလဲတာငါညိုင်မလို့ပဲဖြစ်ပါလိမ့်မယ်ဆိုပြီးကျမဝိရိယထားပြီးကျမဒီစာကိုကျမဖတ်တယ်မှတ်တယ်ကျမနားမလဲဘူး ဘာလို့အကုန်လုံးကနားလဲပြီးကျမနားမလဲတာလဲဆိုတော့အဲ့ဒီအကုန်လုံးကအဲ့ဒီဆရာမရှိမှာကျူရှင်တက်ထားတဲ့အကြောင်းသားတွေဖြစ်ပြီးတော့ကျမကျူရှင်မတက်တဲ့အကြောင်းသူဖြစ်နေတယ်ဒါကြောင့်ကျမအဲ့ဒီဆောင်းနားမလဲဆိုတော့ကျမတော်တော်စိတ်ဆင်းရဲစိတ်ပြေးစီပြီးတော့ကျွန်တော်ကျူရှင်လည်းမတက်နိုင်တဲ့အခါကျတော့နောက်တစ်နေ့မှာအဲ့ဒီ morphology ကိုပဲအဲ့ဒီညခွတ်တူနိုဝမ်ဖီနိုဝက်ကိုပဲ teacher တော်တင်းတင်းဝေးဆိုပြီးပြည့်တက်ကတော့ကျမတို့ဆရာမရဲ့အတန် teacher အတန်ကိုကျမပြောင်းပြီးတက်လိုက်လေပြင်းမှာဆင်သွားသလိုမျက်လုံးထဲမှာကွင်းကွက်ကွက်ထင်းထင်းရှားရှား ချက်ခနဲ့တော့နက်ကွက်ကမေးတောက်ပြီးတော့အဲ့ဒီလိုမျိုးထင်ထင်ရှားရှားကိုသိသွားမြင်သွားတာကျွန်မအင်ပလန်ပြုံးသွားတယ်ဒီစားဒီစားလေးတစ်ခုကိုပဲပထမတီချဲတင်တာကနော်တီချဲရဲ့ဂုံသိခါကိုကျွန်မထည့်ထွက်ပြီးတီချဲအမီလေးတော့မပြောလို့ဘောနော်ကျွန်မတို့တတိယနဲ့ကတိကတီချဲအတင်ကျွန်မနားမလဲကျွန်မမသိဒါပေမဲ့အဲ့ဒီစားကိုပဲနောက်ထပ်ဒေါ်တီချဲတော်တင်းတင်းဝေဆိုပြီးတီချဲတင်လိုက်တယ်လေအပြင်မှာဆင်သွားသလိုမျက်လုံးထဲမှာကွင်းကွက်ကွက်ထင်းထင်းရှားရှားမြင်ရတယ်ချက်ချင်းကိုအဲ့ဒီစားကိုကျွန်မနားလဲပြီးတော့အဲ့ဒီစားတင်ရတယ်ကျွန်မပြော့သွားတယ်ပထမ ပထမတစ်ရက်ကတဲတော့ကဒီစာတင်ရတာကျွန်မစိတ်ဆင်းနေရယ်စိတ်တည်ငြိပြီးတော့အင်မတန်မှာကျောင်းသားတစ်ယောက်ကစာတင်ရတော့မယ်ဆိုရင်ဒီစာပေါ်မှာစိတ်ဝင်စားပြီးပျော်နေရမှာဒါပေမဲ့ကျွန်မအရန်နေစိတ်ဆင်းနေရယ်ငိုချင်စိတ်တွေပေါက်တယ်နောက်ထပ်ဒီချက်တော့တင်းတင်းဝင်တင်းတဲ့အခါကျတော့ကျမပျော့သွားတယ်။ဒါကြောင့်မလို့ဆရာဆရာမတွေအေးချင်းကိုစီစစ်ပြီးတော့ကျောင်းသားတွေကိုတင်ကြားပို့ချတဲ့နေရာမှာဆရာဆရာမတွေအေးချင်းကိုစီစစ်မယ်ဆိုရင်အပြင်မှာတက်နိုင်တဲ့လောက်တူရှင်တွေပပျောက်သွားနိုင်ချေရှိပါတယ်။